သတင်းနဲ့မီဒီယာကိုရဲ့ Network Media Group ရဲ့ Pocket Season ကနေကြိုဆိုပါရစေ။ဒီ season ကတော့တိုင်းဒေသဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေဆက်သွယ်မြင်းမြှင့်ချက်တွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Pocket Thule ချက်တွေကိုတိုင်းရိုက်နိုင်စေလို့ download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနောက်ထပ်လေ့ရပါရစေ။ကျွန်တော်ကကြည့်တာပါ။ ဒီနေ့တော့အထူးကဏ္ဍအနေနဲ့ဆက်ွယ်မြင်းမြတ်ချက်တပုတ်ကိုနားဆင်ရဖို့ရှိနေပါတယ်။အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေရပ်တန့်သွားတဲ့အတွက်ကြောင့်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့သတင်းလုပ်ငန်းလုပ်ဆောင်ရမှာငွေရည်ကြေးအခက်အခဲ ထုံးလုပ်စရိတ်သတင်းထောက်တွေရဲ့လဆာနဲ့လုံခြုံရေးအခက်အခဲစတဲ့အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့ဆိုပါရတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က USA အဖွဲ့ကိုအမေရိကန်ရဲ့အကျိုးစီးပွားနဲ့ကန့်ညီမှုမရှိဘူးဆိုတဲ့ဆွဆွဲခြင်းနဲ့ဖေဖော်ဝါရီလကစပြီး အခုအညီတွေကိုရက်ပေါင်း60ဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။အဲ့ဒီဖြတ်တောက်မှုကြောင့်တရင်ထောက်တွေကိုတိုင်ရက်တည်ဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်စီပြီးညစာတိခိုက်မှုတွေရှိကုန်တယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာဒီစိတ်ခေါ်မှုတွေကိုဘလို့ယူဆိုင်ကြော် ဖြတ်နေကြလဲအမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေမရရှိတော့ပေမဲ့80လက်ပတ်နိုင်ဖို့ဘာတွေလှုပ်ဆောင်သွားဖို့ရှိလဲဒီစိတ်ခေါ်မှုတွေကြားလွတ်လပ်တဲ့မြန်မာတရင်မီဒီယာတွေရဲ့တရင်ထောက်လုပ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးလွတ်လပ်သောမြန်မာတရင်မီဒီယာကောက်စီ IPCM အတွေ့အမှုဦးတိုးစွာလက်ကိုစမိုင်းကဆက်သွယ်မြန်းထားပါတယ်ဒီ American Asia ကပေါ့နော်ဒီထောက်ပတ်အကူအညီဖြတ်တောက်ခံရပြီးတော့ပေါ့နော်ဒီလိုလဲတဲ့တည်င်းမြန်မာတည်င်းမီဒီယာဌာနကြီးမှာပေါ့နော်ဘလို့ထိခိုက်မှုတွေရှိခဲ့လဲရှင့်ဟိုကြီးတဲ့တည်င်းဌာနတွေကဒီဘက်တစ်ခုထိခိုက်တယ်တရရဲ့တည်င်းဌာနတွေကဟိုတစ်ခုလုံးမီနီတိထိခိုက်တယ်ထိခိုက်မှုကတော့တစ်ခုနဲ့တစ်ခုအကြီးသေးပေါ်မူတည်တာပေါ့လေ ဒါပေမဲ့တကယ်အထိကိုက်ဆုံးကတော့ကျွန်တော်တို့ကြည်သူတွေသူတပြင်းတော့ VOA တို့ RFA တို့ရက်သွားတော့သူတို့မှသူတို့ရဲ့ပေးသက်ပြနှစ်ခုပေါင်းတော့33တန်းလောက်ရှိပါလေ VOA မှာ16တန်း RFA မှာ14တန်းလောက်ရှိတော့အဲ့လူတွေရဲ့တည်င်းတီးပိုင်ခွင့်တည်င်းရပိုင်ခွင့်နဲ့အများကြီးထိခိုက်သွားပါလေဗျပြောဘောနော်ဒီလူလက်သက်သက်ဒီမီဒီယာဌာနတွေမှာဘလို့အခက်ခဲနဲ့ကြုံနေရပြီးတော့မှဒီအခက်ခဲတွေကိုဘောနော်လက်တလုံးမှဘလို့ဖြေရှင်းနေကြရလဲရှင့် အဲအတိအကျတော့အခက်ခဲတွေကတော့အများကြီးပဲလေခက်ခဲမျိုးစုံပေါ့ဗျာအဲ့ထဲမှာတော့အခုနောက်ဆုံးကတော့ကျွန်တော်တို့ဒါဟိုရက်တီဖို့သူတပြင်းသတင်းလုပ်ငန်းလုပ်ဖို့ငွေကြေးအခက်ခဲနောက်တစ်ခါလုံခြုံရေးအခက်ခဲအခက်ခဲမျိုးစုံရှိပါတယ်အဲ့ထဲမှာအခုနောက်ဆုံးကြုံတွေ့နေရတာတော့ကျွန်တော်ထင်တာတော့အခုဟိုနည်းနည်းဆက်လက်ရက်တီဖို့သတင်းထုတ်လုပ်တဲ့အခါထုတ်လုပ်စေရေးပေးနိုင်ဖို့သတင်းတော့လေလာစားပေးနိုင်ဖို့အဲ့အခက်ခဲတွေကြုံနေပါတယ် အဲ့ဒါတွေကိုဘယ်လိုလုပ်နေလဲဆိုတော့အတက်နိုင်ဆုံးတော့ဟိုကြီးတဲ့ဟိုလူနည်းနည်းနဲ့ကျဲကျဲဝိုင်းပြီးတော့ပေါက်ပြီးတော့လုံနိုင်အောင်ကြိုးစားနေပါတယ်တချို့တချို့လည်းလုံနေပါပြီဒါပေမဲ့ဘယ်လောက်ထိလုံနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်ကျွန်တော်ထင်ပါတယ်ခုလိုခုလိုဖြတ်တောက်မှုကအကျွန်တော်တို့တရင်အခြေအတွက်ကောတရင်အခြေအသွေးပေါ်အများကြီးထိခိုက်သွားနိုင်ပါတယ်ဗျနော်နောက်တစ်ခါတရင်လောက်ထိကိုယ်တိုင်ရက်တိဖို့အများကြီးခက်ခဲသွားတဲ့အခြေအနေရှိပါတယ် ဒါတွေကိုတော့နှီးမျိုးစုံနဲ့တို့ကြော်သွားမလဲသူတဖြစ်တော့ဟိုလွတ်လပ်တဲ့သတင်းမီဒီယာတွေကဟိုအခုလိုရေးကြည့်တဲ့အချိန်မှာသတင်းတွေမရှိရင်မြန်မာပြည်ကဟိုသူတဖြစ်တော့သတင်းတူသတင်းမာတွေနဲ့ဝါရဖြန့်ချိမှုတွေပိုလွှမ်းမှုသွားမှာဆိုရင်လို့သတင်းတောက်တွေကမရှိရှိတဲ့ကြားတွေကတော့အတတ်နိုင်ဆုံးရအောင်ဒီအခက်အခဲကိုကြော်ဖြတ်ဖို့ကြိုးစားနေပါတယ်ခင်ဗျာဟုတ်ဆရာဒီရှိဆက်ပေါ့နော်ရှိဆက်အလားလာကရောဘယ်လိုရှိလာနိုင်မလဲရှင် ကျေဇက်လာလာတော့ဒီလိုပါပဲကျွန်တော်ထင်တာတော့ဘယ်သူမှတော့လုံးဝထိုးရက်သွားမယ်မဟုတ်ပါဘူးဒီဒီလိုကြုံလာတာကျွန်တော်တို့ဆိုရင်အနှစ်30လောက်ရှိပါပြီတက်လိုက်ကြားလိုက်ပေါ့ဗျာအခြေအနေတွေကကောင်းလိုက်မကောင်းလိုက်ဟိုတရားလဲအခုမှအစ်စ်ကြုံလာတာတော့မဟုတ်ပါဘူးအရင်လဲဒီလိုအခက်ခဲဒုက္ခတွေဒီလိုပဲဖြတ်ကျော်လာတာပဲလေအဲ့လိုနဲ့ပဲအနှစ်30ကျော်လာပြီပဲယက်တီကြတာပေါ့မီဒီယာတွေကတော့အဲ့တော့ကျွန်တော်ထင်ပါတယ်ဟိုတွေ့တော့မလွယ်ဘူးဒါပေမဲ့ဒီအခက်ခဲလဲကျော်လာကျော်လာနိုင်မလို့တော့ထင်ပါတယ် ဒါပေမဲ့ဟိုအချိန်တခုတော့ယူရမှာပေါ့နော်ပုံစံအဲ့မှာဘယ်လိုမျိုးဆက်သွားမလဲနောက်တခါတခြားဝင်ငွေရရပေါ့ရလန်းသူတင်ကျွန်တော်တို့တတိတဲ့ platform ပေါ့နော်ဥပမာ Facebook တို့ YouTube တို့ကနေပြီးတော့ဝင်ငွေဘယ်လိုရှာမလဲအဲ့လိုနီလန်းနေပါတခြားဟိုဟိုနေမှာ revenue source ပေါ့နော်ဝင်ငွေရပေါ့ရလန်းမျိုးစုံနဲ့ဆက်ပြီးတော့ရည်တည်နိုင်အောင်နည်းနည်းနဲ့ကြည့်ကြဲဝယ်နိုင်နည်းနည်းနဲ့ကြည့်ကြဲဝယ်ပြီးလုပ်နိုင်အောင်တော့ဒီမျိုးစုံ မီလာရှာပွေနေပါတယ်ကျွန်တော်ထင်ပါတယ်ဒီတက်တက်တဲရလည်းရည်ရည်ပါခဏလေးတရားကိုကြော်လွားနိုင်မလို့ထင်ပါတယ်ဗျဟုတ်စရာတဖက်မှာဘောနော်ဒီလိုဝါဒဖြန့်မီဒီယာတွေရောဘောနော်ပို့ပြီးတော့မှအာကောင်းလာနိုင်ရဲ့အနေအထားမျိုးတွေရောရှိလာနိုင်လားရှင်ကြည့်ပါတယ်အထူးသဖြင့်တရုတ်တို့ရုရှားဆိုတာရုရှားဆိုတဲ့တရင်တို့တရင်မှာတရင်ကိုသူကစိတ်သက်စစ်စင်ရေးတစ်ခုအနေနဲ့လက်နက်တစ်ခုအနေနဲ့အသုံးပြုနေတာပါရုရှားတို့တရုတ်တို့ဆိုတဲ့အာဏာရှင်တွေကသူတို့ပြင်တော့ အဲ့လိုသတင်းသူသတင်းမှနဲ့ဝါရပြန့်ချိမှုတွေကိုလက်တော့ပြန်ဖို့တုံ့ပြန်ဖို့အကောင်းဆုံးကတော့ကျွန်တော်တို့သတင်းမှန်ထုတ်ပေးခြင်းပါပဲเนาะအဲ့တော့သတင်းမှန်ထုတ်တဲ့ဌာနတွေ platform တွေကျော်သွားတယ်ဆိုရင်တော့ဆောရသတင်းသူသတင်းမှတွေကတော့ပိုနေရာယူရောက်လာမယ်ပြည်သူတွေထင်အောင်ထင်မှားဖြစ်ပေါ်ဖြစ်လာနိုင်တာပေါ့ဗျအဲ့တော့အဲ့ဒီအတေရောတော့ကျွန်တော်တို့ဒီလွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေသတင်းတောက်တွေကတော့အတက်နိုင်ဆုံးသတင်းမှန်တွေဖြည့်ဆည်းပေးပြီးတော့ကျော်လာကျော်လာမှာပေါ့ဗျ ဒီနေ့ရဲ့တရေစီစဉ်ကိုဒီမှာပဲညနာမှာဖြစ်ပါတယ်။တာယီတာဒီတာတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့တရေတွေကိုတရေနဲ့မီဒီယာကိုရဲ့ဝိုင်းတော်သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တရေနဲ့မီဒီယာကိုရဲ့တရေဌာနရဲ့ပေါ့ကတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မြန်မာပြည်သူအားလုံးရွှေလန်းချမ်းမြေ့ကြပါစေ။